အစကတော့အမဖြစ်သူစိုးမြတ်သူစာနဲ့အမီနဲ့အဖေကိုရိုင်းကပါဖင်းဝီရံနဲ့ဆိုရင်သဘောမတူဘူးဆိုပြီးတော့တရင်တွေအတိအကျထွက်လာပေမဲ့အခုသဘောမတူလို့မရတဲ့အခြေအနေအကြောင်းအရာတချို့ထွက်ပေါ်လာတာဖြစ်တဲ့အတွက်တနိုင်ကန်လုံးဝလေးအောင်โอเคရပါ ರೀ အလုံးလေးတိကျတဲ့အတိုင်းပါပြီဖင်းဝီရံနဲ့ဆိုပြီးတဲ့စဉ်ကဘွားသူလာသူစားသူဖြစ်ခဲ့တာကြားပါပြီစလန်တွဲထဲမှာလေးတော့လုံငန်းရှင်တွေကလေးသူတို့မျှဝအတွဲမှန်ပြီးထားကြတဲ့အခါကျတော့ အနိုင်ကလုံးကပြည်သက်တွေကလည်းသူတို့မျိုးကိုသဘောတူထားကြတဲ့ခါကျတော့စကားတွေခေါ်ရိုက်တယ်เนาะဇလန်တွဲတွေလည်းသူတို့မျိုးတက်ပဲဇလန်တွေတဲပေးတယ်ကြော်ညာတွေလည်းအဲ့ဒီအတိုင်းပါပဲဆိုတော့သူတို့မျိုးကသွားသူလာသူစားသူဖြစ်တာစနစ်နီးပါးဝန်းကျင်လောက်ကိုရှိပြီဆိုတော့အနေထားကတတော်လေးကိုရောက်နေပြီအခုသတင်းတွေထွက်ပေါ်လာတာကဥယျာဉ်နဲ့ဆိုပြီးသစင်တို့ကเนาะအခုတတိတရဝင်လက်မထပ်ထားကြသေးဘူးဆိုပေမဲ့ living together နေခဲ့တာเนาะ တစ်နှစ်ခွဲ၃နှစ်လောက်မှရှိပြီဆိုပြီးတော့တရင်တွေကတော့အတိအကျတက်လာတယ်ဆိုတော့အခုเนาะဒါစုပြည်သင်းတို့ဘက်ကနေပြီးတော့ဒါမင်းကလေးတယောက်ကိုတာဝန်မယူခဲ့တဲ့เนาะဝိုင်းစုခိန်င်းကိုဆိုရင်လှုပ်ချင်တိုင်းလှုပ်ပြီးတော့ဒါတာဝန်မယူဘူးပေါ့เนาะအခုလိုမျိုးဟင်းဝင်းရံနဲ့သဘောမတူတဲ့အနေအထားမှာအစတုန်းကလေးတန်းပြစ်တယ်ပေါ့เนาะဆိုတော့ဒါမဲ့အခုချိန်နေကဘယ်လိုဖြစ်သွားလဲဆိုတော့ဒါတကယ်လို့ဒါဟင်းဝင်းရံနဲ့သူတို့ရဲ့သမီးကိုမပေးစားဘူးဆိုရင်သူတို့အများကြီးနင်းနာသွားမယ့်အခြေအနေမှာရှိနေပါ ဆိုတော့အခု online ပေါ်မှာလေးเนาะဟင်းဝီရန်နဲ့ဆိုပြီးသစင်းကို HD ပြန်နေတယ်။ဘာညာရေးစားပေါ်ပြန်နေကြတာလေတွေ့ရတယ်။เนาะဆိုတော့ internet မှာစိတ်မကောင်းပါဘူး။လောလောဆယ်မှာတော့ဆိုပြီးသစင်းတို့ back ကနေเนาะဟင်းဝီရန်နဲ့ဘလို့မှမပေးစားလို့မရတော့တဲ့အခြေအနေမှာရှိနေကြောင်းလေးသိရပါဗျာ။